န်ကုန်မြို့မှာမူရစ်စေဝါဖန်းစီရမိတဲ့အမှုမှာအာရခတတ်တော် AA ဆက်ဆက်ပတ်သက်နေတဲ့ဆိုပြီးစက်ကောင်စီရဲ့ဆွဆွဲချက်မှာယုတ်တိလုံးဝမရှိတဲ့အပြင်နိုင်ငံရေးတိုက်ခါချတဲ့ဆွဆွဲချက်တစ်ခုသာဖြစ်တယ်လို့ရခိုင်မျိုးသားအဖွဲ့ချုပ် ULA AA ကမတ်လ16ရက်နေ့မှာသတင်းထုတ်ပြန်ပြီးတုံ့ပြန်လိုက်ပါတယ်။ ရန်ကုန်မြို့တွင်ဖမ်းဆီးရမိခဲ့တဲ့ငွေကြက်66ဘီလီယံတန်ဖိုးရှိတဲ့မူရစ်စေဝါအမှုမှာအရခတ်တပ်တော် AA ပါဝင်ပတ်သက်နေတယ်ဆိုပြီး March 19ရက်နေ့ကစစ်ကောင်စီဝါဒဖြန့်သတင်းစာတွေမှာဖော်ပြခဲ့ပြီးအဲ့ဒီအမှုမှာ AA ရဲ့စီးပွားရေးတာဝန်ခံကိုရဲဝင်းဆိုသူပါဝင်ပတ်သက်နေတယ်လို့စစ်ကောင်စီဘက်ကဆွဆွဲပြောဆိုထားတာပါ။ အေရဲ့အမည်နာမကိုထည့်သွင်းထားရုံမကပဲမူရစ်စေဝါဖမ်းဆီးရမိတဲ့သတင်းပါကိစ္စရက်တွေကို အတင်းဆက်ဆက်ပတ်သက်နေတယ်ဆိုပြီးစက်ကောင်စီကဆွဆွဲနေတာကြောင့်မူရစ်စေဝါသတင်းနဲ့အေအေကြားဘလို့မှဆက်ဆက်မှုမရှိတာကိုအတိလင်းပြတ်သားစွာပြောကြားလိုတယ်လို့အေအေဘက်ကတုံ့ပြန်ပြောဆိုလိုက်ပါတယ်။ ဒါပြင်စစ်ကောင်စီအနေနဲ့အေအေကိုစစ်ရှုံးတဲ့အပြင်ပြည်တွင်းအင်းနီးချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအလဲမှာအရှက်ရနေတဲ့အချိန်ဖြစ်တာကြောင့်ရှက်ရမ်းရမ်းပြီးအညိုတေးကြီးစွာနဲ့နိုင်ငံရေးအရာထိုးနှက်တိုက်ခိုက်နေမှုတစ်ခုဖြစ်ပါတယ်လို့အေအေကသုံးသပ်ပြောဆိုပါတယ်ရှင်။ ARD တိုင်းလေးမျက်နှာမျိုးနယ်ကစစ်ပေးဆောင်အယောက်1600ကျော်ဟာအစားအစာနဲ့ဆေးဝါးတွေအရေးပေါ်အကူအညီလိုအပ်နေတယ်လို့စစ်ပေးဆောင်နေတဲ့နေဆက်သူတွေကပြောပါရယ်။ လေးမျက်နှာမြို့နယ်မှာစစ်ကောင်စီတပ်နဲ့တော်လိုင်းတပ်တွေမတ်လ16ရက်နေ့ကစတင်ပြီးတိုက်ပွဲဖြစ်ပွားနေတာကြောင့်ဝက်ကုံလဲခုံလေးလဲခုံကြီးချင်းလယ်နဲ့စမ်းကုန်းကျေးရွာတွေကဒေသခံတွေဟာဘေးလွရာကိုထွက်ပြေးလာကြရတာလို့ဆိုပါတယ်စပေးရှောင်တွေကဘေးလွတ်တဲ့တောတောင်တွေထဲမှာနေနေကြပြီးအစားအသောက်နဲ့စေဝါအကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့စပေးရှောင်တွေနဲ့နေဆက်သူတွေကပြောပါရယ် တိုက်ပွဲတွေဆက်ရှိနေတဲ့အတွက်စစ်ဆောင်ဥယျာဟာအခုထက်ပိုများလာနိုင်တယ်လို့ဆိုပါရယ်။လက်ရှိအချိန်မှာရာသီဥတုပူရာကြောင့်စစ်ဆောင်တွေဟာရေရှားပါတာနဲ့ပူပြင်းတဲ့ဒဏ်ကိုခံနေကြပြီးတိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့်နေရပြန်လို့လည်းမရသေးဘူးလို့နောက်ထပ်စစ်ပေးဆောင်တွေနဲ့နေဆက်သူတအုပ်ကပြောပါရယ်။စစ်ဆောင်တွေထဲမှာအမျိုးသမီးနဲ့ကလေးငယ်တွေအများစုဖြစ်ကြတယ်လို့လည်းသိရပါရယ်ရှင်။ ရန်ကုန်မန္တလေးအမြက်လန်တရာဦးမြို့နယ်436မိုင်မှာမတ်လ20ရက်နေ့မနက်အစောပိုင်းကခီးတဲ့တင်ကားတစ်စီးတိမ်းမောက်ခဲ့ပြီးလူ6ယောက်ထဏ်ရရှိခဲ့တယ်လို့ကယ်ဆယ်ရေးအဖွဲ့တွေကပြောပါရယ်လူ26ယောက်လိုက်ပါလာတဲ့ရန်ကုန်မန္တလေးသွားအောင်ရတနာရင်လိုင်းပိုင်း Express ကားတစ်စီးဟာနေပြည်တော်ကနေထွက်လာတဲ့အချိန်လမ်းမှာရင်မောင်းကအိမ်ငိုက်ခဲ့တာကြောင့်အချိန်လွန်တိမ်းမောက်ခဲ့တာလို့သိရပါရယ် ်လမ်းလေကျုံးကိုတိုက်ပြီးလက်ရဘက်ကိုတိမ်မောက်သွားတာကြောင့်ရင်မောင်းတဲ့အမျိုးသမီး၈ယောက်ဟာပြက်ရှခေါင်းကွဲနဲ့လက်ကျိုးထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့်တရားဥပဒေရုံးကိုပို့ဆောင်ပေးထားတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကပြောပါတယ်ပြီးခဲ့တဲ့မတ်လ17ရက်နေ့ညပိုင်းကလည်းဖြူမြို့နယ်118မိုင်3ဖာလုံးမှာရှိတဲ့ရန်ကုန်ဘက်ကလာတဲ့ခရီးသည်တင်ကားတစ်စီးတိမ်မောက်ခဲ့တာကြောင့်ကလေးတယောက်ပါဝင်လူဆယ်ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။ ရန်ကုန်မန္တလေးအမြန်လမ်းပေါ်မှာမနေ့ကလှည့်ကင်းလှည့်နေတဲ့ရဲမှူးကြီးမင်းအောင်ရဲ့ရင်တန်းပြစ်ခတ်ခံပြီးတဲ့နောက်စစ်ကောင်စီကလုံခြုံရေးတိုးမြင့်ထားတယ်လို့ခရီးသွားရင်မောင်းနေစီကသိရပါဗျ။ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်အမှတ်319မြင်းဆောင်6ကရက်ကုန်းရဲကင်းကနေစပြီးမိုင်းတိုင်အမှတ်321အထိစစ်ကောင်စီတပ်နဲ့ရဲတွေအပြည့်ချထားတယ်လို့ခီးသွလာသူတို့ကပြောပါရယ် မိုင်းတိုင်319မှာရမဲသင်းကရဲတွေချထားပြီး319မြင်းဆောင်3နဲ့319မြင်းဆောင်6မှာစစ်တပ်ကရဲတွေပါချထားကပြင်စီဘက်မှာတော့စစ်သားတွေပုံများတယ်လို့ပြောပါတယ်ဘုတ်တုံနေ့မနက်10:00နာရီခွဲကတရားဥမျိုးနယ်စကအင်းအမြန်လန်းရဲစခန်းကနေထွက်ခွာလာတဲ့ရဲမှူးကြီးမင်းအောင်နဲ့အဖွဲ့စီးလာတဲ့ရဲတန်းကိုမိုင်းတိုင်အမှတ်319မြင်းဆောင်3မှာနထိုးကြီး PDF အဖွဲ့ကတိုက်ခိုက်ခဲ့တာမှာတေဆုံးသူ9ဦးတည်းကအရာရှိတွေပါနိုင်တယ်လို့အုတ်ချုပ်ရေးနယ်နေဆက်သူတုံးကပြောပါရယ် ရဲကသုံးစီးလှဲ့ကင်းလဲ့နေတဲ့အချိန်ရဲမှူးကြီးရဲ့ကားပြစ်ခတ်ခံရတယ်လို့ရှင်းပြပြောဆိုပါတယ်ဒီတိုက်ခိုက်မှုကိုမြင်းကြံခရိုင်အမှတ်၄တရင်မြင်းကြံခရိုင်အမှတ်၃၀တရင်နှထိုးကြီး PDF နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့တွေကလှုပ်ဆောင်ခဲ့ရလို့ထုတ်ပြန်ထားပါတယ်ရှင်။ မကွေးတိုင်းထီးလင်းမြို့နယ်တဲကအလဲပန်းကြီးရွာကိုစစ်ကောင်စီတပ်ကမတ်လ20ရက်နေ့မနက်2နာရီဝန်းကျင်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတချို့နဲ့အိမ်မွေးဒရိစံတချို့ထိခိုက်သေးဆုံးခဲ့တယ်လို့လူနေအများအပြားလဲထိခိုက်ပျက်စီးကုန်တယ်လို့ထီးလင်းပကဖကပြောပါရယ် ပြည်သူတွေအိမ်မောကြနေတဲ့အချိန်ညနေပိုင်းမှာမကွေးလီတပ်ကနေတက်လာတဲ့ jet fighter ကပေါင်200ဘုံကျဲချပြီး rocket တွေအပြင်ဆက်တနက်တွေနဲ့ပါပစ်ခတ်သွားလို့ဒေသခံ၄ဦးသေဆုံးပြီး25ရာလောက်ထိခိုက်ဒဏ်ရာရရှိခဲ့ကအဲ့ဒီထဲမှာစိုးရင်ရတဲ့သူ900လောက်ရှိတယ်လို့ထီလင်းပါကာဖာရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ ဖုန်းကြေးတိုက်ခိုက်မှုကြောင့်လူနေ90ကျော်လောက်ပျက်စီးခဲ့ရပြီးဆယ်လုံးကတော့လုံးဝနေပါမီးလောင်သွားကာရွာထဲမှာမကွဲသေးတဲ့ဘုံတွေလည်းရှိတာကြောင့်ဒေသခံတွေကရွာပြင်နဲ့တခြားနေရာတွေမှာပြောင်းရွှေ့နေနေရတယ်လို့လည်းဆိုပါတယ်။မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်ပြီးရောနေဘက်မှာနေတိုင်းလိုလိုတိုက်ခိုက်ခံရရတယ်လို့ထီလင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတအုပ်က TV ကိုပြောပါရယ် ၊စကိုင်းတိုင်းနဲ့ချင်းပြည်နယ်တွေနဲ့ထိစပ်နေတဲ့မကွေးတိုင်းအထက်ပိုင်းကရောဒေတာဟောင်းမကွေးတိုင်းအတွင်းတော်လိုင်းအင်အားကောင်းတဲ့ဒေတာတစ်ခု ဖြစ်ပြီးစစ်တပ်ကအဆက်အသွယ်ရေးလိုင်းတွေလည်းဖြတ်တောက်ထားတယ်လို့သိရပါတယ်ရှင်။စကိုင်းတိုင်းကဏီမြို့မှာမတ်လ16ရက်နေ့ညနေ9နာရီလောက်ကဆေးရဟရင်ဆင်းသက်တဲ့အချိန် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ရင်းမပင် KI ပြူဟာ45ကြောက်လုံးကြီး KLG PDF တပ်ဖွဲ့က March 20ရက်နေ့ကသတင်းထုတ်ပြန်ပါတယ်။ စစ်ရဟရင်ဟာမုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကနေစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား20နီးပါးတည်ဆောင်လာပြီးကဏီမြို့ကဘလုံးကွင်းထဲမှာစစ်ရဟဆင်းတဲ့အချိန် face wind drone 20နဲ့ဘုံနှလုံးချခဲ့တာလို့ဆိုပါတယ်သူတို့တပ်ဖွဲ့ဝင်တွေအချင်းပြောင်းလို့ဖို့စစ်ရဟရင်ဘလုံးကွင်းထဲကိုဆင်းတဲ့အချိန်မှာလုံမှုရယူပြီးတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းတိုက်ခိုက်ပြီးအချင်းပြောင်းမလို့တော့ပဲရဟရင်တန်းပြန်တက်သွားတာတွေ့လိုက်ရကြောင်းကြောက်လုံးကြီးတရင်နဲ့ပြန်ကြားရေးတာဝန်ခံ ATD က TV ကိုပြောပါတယ် စေဟဲ့ရင်ဘုံကျဲတိုက်ခိုက်ခံရအပြီးကဏီမျိုးဘော်ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာကဏီမျိုးအမှတ်၁ရက်ကွက်နဲ့အမှတ်၃ရက်ကွက်ကလူနေတချို့ကိုမီးရှို့ဖျက်ဆီးရာတွေပြုလုပ်ခဲ့ပြီးမျိုးဘော်ကိုလည်းကင်းလဲ့ရာတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်တော်မျိုးနယ်မင်းသားတောင်ကျေးရွာမှာမတ်လ၁၉ရက်နေ့ကစစ်ကြံဘုံဒီတလုံးပေါက်ကွဲပြီးဆယ်ကျော်သက်အရွယ်လူငယ်တအုပ်သေဆုံးခဲ့က၄ဦးပြင်းထန်ဒဏ်ရာရရှိခဲ့လို့ဒေသခံတွေကပြောပါတယ်။ လူငယ်တအူးဟာချောင်းမှာရေသွားချိုရင်စစ်တံဘုံဒီတလုံးကိုကောက်ယူခဲ့ကတငယ်ချင်းတွေနဲ့ထုကြည့်တာကနေပောက်ကွဲမှုဖြစ်ပွားခဲ့တာလို့သိရပါဗျ။ကလေးတွေကအကုန်လုံးဆဲကျော်သက်လေးတွေဖြစ်ပြီးချောင်းမှာရေသွားချိုတာကနေဘုံဒီတလုံးကောက်ရလို့ထုကြည့်တာကနေပောက်ကွဲမှုဖြစ်ပြီးတအူးကတော့အခင်းဖြစ်တဲ့နေရာမှာဆုံးသွားခဲ့ကနောက်ထပ်ကလေးလေးဦးကတော့ပြင်းထန်ဒဏ်ရာရရှိသွားကြလို့လေးဦးစလုံးဆေးကုသမှုခံယူနေရတယ်လို့ကြောက်တော်ဒေသခံတအူးကပြောပါဗျ။ ရခိုင်ပြည်မှာစစ်ကြံလက်နက်နဲ့မြေမြုပ်မိုင်းတွေအများပြားကြန့်ရှိနေသေးတာကြောင့်အာရခတပ်တော်နဲ့နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့စစ်ကြံလက်နက်အသိပညာပေးမှုတွေရှင်းလင်းပေးမှုတွေကိုအရင်ကထပ်တိုးမြှင့်လှုပ်ဆောင်ပေးဖို့လိုအပ်တယ်လို့ရခိုင်လူမှုကူညီရေးဆောင်ရွက်နေသူတဦးကပြောပါတယ်ရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်နှမ်းဖဲတောင်နားမှာမတ်လ19ရက်နေ့ကနေ20ရက်နေ့အထိစစ်ကောင်စီစစ်ကြောင်းနဲ့အရခတပ်တော် A တို့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ A နဲ့နှီးဆက်သူတွေစီကသိရပါဗျာ။ ကြောက်ဖြူမျိုးနဲ့အခြေဆိုင်ရဲတပ်ရင်32ကနေအင်အား100ကျော်ရှိတဲ့စစ်ကြောင်းကိုအရခတတ်တော် AA ကနှမ်းဖဲတောင်နာမှာကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာစစ်ကောင်စီဘက်ကအများပြားတိုက်ဆုံးတံရရရှိခဲ့ပေမဲ့အရေးအတွက်ကိုတော့အတိအကျမသိရသေးဘူးလို့အေအေနဲ့နေဆက်သူတအုပ်က TV ကိုပြောပါရယ် ။ဒါပြင်စစ်ကောင်စီရဲ့ညဝရီရေးတပ်စခန်းဌာနချုပ်နာက စီမောရွာနာမှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AE တို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး AE ဘက်ကအသာစီးရထားတယ်လို့ဆိုပါရယ်။ကြောက်ဖြူမျိုးနယ်မှာစစ်ကောင်စီတပ်နဲ့အာရခတပ်တော် AE တို့တိုက်ပွဲတွေပြင်းထန်နေတာကြောင့်အရသာပြည်သူ2000ကျော်ဟာဘီလို့ရာကို ထွက်ပြေးတိမ်းရှောင်နေရကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါရယ်ရှင်။ တိုင်းဒေသလက်နက်ကိုင်အဖွဲ့ EAO တွေထိန်းချုပ်တဲ့ဒေသတွေနဲ့ပြည်ပရောက်နေတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့မိမိနေရပ်ကိုပြန်လည်ဝင်ရောက်လာကြဖို့စစ်ကောင်စီက March လ22ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အကြောင်းမျိုးမျိုးကြောင့်ထွက်ပြေးတိမ်းရှောင်နေရသူတွေအနေနဲ့မိမိတို့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒအရမြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်လိုပါကဥပဒေအရဖြေလျှော့ပေးတာတွေလှုံ့ဆော်သွားမယ်လို့ဆိုပါရယ်။ဒါပေမဲ့စစ်ကောင်စီရဲ့ဖိတ်ခေါ်ချက်ထဲမှာ CDM လှုံ့ရှားမှုမှာပါဝင်သူတွေနဲ့ဖောက်ခွဲပြစ်ခတ်မှုတွေမှာပါဝင်သူတွေမပါဘူးလို့ဆိုထားပါရယ်။ ပြည်တွင်းကိုပြန်လည်ဝင်ရောက်နိုင်ဖို့အတွက်နီးစက်ရစစ်ကောင်စီလက်အောက်ခံရက်ကြီးမျိုးနဲ့စစ်ကောင်စီလက်အောက်ခံတပ်ဆိုင်ရာတန်ယုံစစ်တန်ယုံကောင်စစ်ဝင်ယုံတွေကိုဆက်သွယ်ဆောင်ရွက်ရမှာဖြစ်တယ်လို့လည်းဆိုပါတယ်စစ်ကောင်စီကအခုလိုပြည်တွင်းပြန်ဝင်ဖို့ဖိတ်ခေါ်နေပေမဲ့တစ်ဖက်မှာလည်းနိုင်ငံတော်ကမျိုးနယ်တွေမှာစစ်မှုထမ်းဥပဒေနဲ့တပ်သားတည်ဆူဆောင်မှုကိုအာဓမ္မပြုလုပ်နေခြင်းလည်းဖြစ်ပါတယ်ရှင် နိုင်ငံတွင်းစည်းလုံးညီညွတ်မှုမရှိဘဲတာယာဝပြောတဲ့ဘဝတွေကိုဖန်တီးပေးနိုင်မှာမဟုတ်ဘူးလို့ဒီကနေ့မတ်လ21ရက်နေ့မှာစစ်ကောင်းဆောင်ကပြောဆိုလိုက်ပါတယ်။နေပြည်တော်က MICC 2မှာပြုလုပ်တဲ့2025အလွန်ဗဟုဝင်ရိုးကဘာမှာမြန်မာနိုင်ငံမှာကြုံတွေ့လာရမယ့်စိန်ခေါ်မှုများနဲ့အခွင့်အလမ်းများသုံးသပ်ဆွေးနွေးပွဲအတွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ပထဝီအနေထားရကြည့်ရင်မြန်မာနိုင်ငံဟာစုံချက်အနေထားမှာရှိနေပြီးတဘာဝတည်ရန်ဇာတာပေါ့ကျွယ်မှုတွေရှိနေတာကြောင့်ဒီလိုအရေးပါမှုတွေကိုအရာရအောင်လုပ်နိုင်မယ်ဆိုရင်တန်ဖိုးရှိလာလိမ့်မယ်လို့စက်ကောင်းဆောင်ကပြောပါတယ်စစ်ကောင်းဆောင်ကစီလုံးမှုနဲ့တာယာဝပြောမှုတွေအကြောင်းအခုလိုပြောဆိုနေခြင်းဟာနိုင်ငံနဲ့အာဏာသိမ်းမှုကိုတွန်းလှန်တိုက်ပွဲတွေမြင့်တက်နေခြင်းဖြစ်သလိုတစ်ဖက်မှာလည်းစစ်ကောင်စီတပ်တွေကလေကြောင်းတိုက်ခိုက်မှုတွေကိုအယက်သားပြစ်မှတ်တွေထိလှုံ့ဆော်နေတဲ့အချိန်လေးဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းစကိုင်းမြို့နယ်မင်းကွန်းဒေသကမင်းကွန်းပထိုးတော်ကြီးအနီးကစစ်ကောင်စီကမတ်လ19ရက်နေ့ည7:00နာရီလောက်ကလေရင်နဲ့ဘုံနှလုံးကျဲချခဲ့တာကြောင့်ဇေဒီတချို့နယ်သာသနိကအဆောက်အုံတွေထိခိုက်ပျက်စီးခဲ့တယ်လို့မင်းကွန်းအခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါဗျ။စစ်ကောင်စီကဘုံကျဲတိုက်ခိုက်တဲ့နေရာဟာစစ်ကောင်စီတပ်ကအထိုင်ချတက်ဆွဲထားခဲ့တဲ့နေရာဟောင်းဖြစ်တယ်လို့ဆိုပါရယ်။ မေကုံပထိုးတော်ကြီးနဲ့အနောက်ဘက်ပေ3000လောက်မှာရှိတဲ့မြသိန်းတန်ဖျားကုန်းမှာဘုံနှလုံးကျဲသွားတာဖြစ်ပြီးသူတို့စစ်ကောင်စီစခန်းဟောင်းကိုပြန်ပြီးဘုံကျဲတာဖြစ်ကပြည်သူ3လရောက်လောက်တော့တန်ရအနေငယ်ရရှိကြောင်းမစိုးရင်ရကြောင်းသိရတယ်လို့မေကုံအခြေဆိုင် People Servant Force ရဲ့ပြန်ကြားရေးတာဝန်ခံကပြောပါတယ်မင်းကုန်းဒေသမှာနှစ်ဖက်စစ်ရဲအခြေအနေတဲမာနေရလို့မင်းကုန်းခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေစီကသိရပါဗျာရှင်။ ပြည်တွင်းမှာ73စီဈေးနှုန်းတွေ၃ပတ်ဆက်တိုက်ပြန်ဆင်းလာပြီးဓာတ်ဆီ92 run တလီတာကို73နောင်အောင်ပြန်ကျလာပါတယ်။73စီတင်သွင်းတူလောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဒီကနေ့ဈေးနှုန်းထုတ်ပြန်ချက်တွေအရတရင်းပတ်၃ပတ်အတွင်းမှာဓာတ်ဆီတလီတာကို740ဒီဇယ်တလီတာကို760နဲ့ပရီမီယံဒီဇယ်တလီတာကို195ကျပ်အသီးသီးပြန်ကျဆင်းလာတာကိုတွေ့ရပါတယ်။ အသေးစား73စီရောင်းဝယ်ရေးလောက်ကင်သူတအိုးကတော့ဒေါ်လာဈေးကျတဲ့အချိန်နဲ့73စီဈေးကတရပိုင်းဖြည်းဖြည်းချင်းပြန်ကျလာတယ်လို့မှတ်ချက်ပြုပါရယ်စက်ကောင်စီဘိုဘန်ကတော့73စီတင်သွင်းမှုအတွက်တန်းချီတဲ့ဒေါ်လာတွေကိုမကြမကြထုတ်ရောင်းလေးရှိပြီးပြီးခဲ့တဲ့ March လ18ရက်နေ့ကလည်း American Dollar 33တန်းကိုထုတ်ရောင်းချပေးထားတယ်လို့ဘိုဘန်ရဲ့မှတ်တမ်းတွေအရသိရပါရယ်ရှင် ကချင်ပြည်နယ်ဖားကန့်မြို့နယ်စိတ်မူကြီးရွာအုပ်စုနန်းမော်ကြီးရွာမှာဒီကနေ့မတ်လ22ရက်နေ့မနက်8နာရီလောက်ကကုမ္ပဏီနှုန်ကန်ပေါက်ကျခဲ့ပြီးလူသွားလမ်းတွေအထိနှုန်တွေရှန်ကျလာတာဖြစ်ပါတယ်။ရှုံနှုန်တွေရှန်ကျနေတာကြောင့်လက်ရှိအချိန်မှာဖြတ်တန်းသွားလာဖို့အခက်အခဲဖြစ်နေပြီးရှင်းလင်းရေးတွေစတင်လှုပ်ဆောင်နေကြတယ်လို့ဖားကန့်ဒေသခံတအုပ်ကပြောပါတယ်။ နှောကန်ပြိုကျနိုင်တာကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းကလေးကသွားရောက်ပြောဆိုခဲ့ကြပေမဲ့လည်းအရေးတကြီးမလုံဆောင်ကြတာကြောင့်အခုလိုနှောကန်ပေါက်ကျရတာဖြစ်တယ်လို့ဒေသခံတအုပ်ကပြောပါတယ်ရှုံနုံတွေလမ်းမတစ်လျှောက်ပြည့်ရှံနေပြီးလက်ရှိရွာတွေကဒိသခံတချို့နေအိမ်မှာပိတ်မိနေကြတာကသွာလာဖို့အတွက်ခက်ခဲနေကြတယ်လို့ဆိုပါရယ် ဖားကဲမြို့နယ်ကြောက်စိမ့်လောက်ကတွေမှာနောကန်ပေါက်ကြတာနဲ့မြေပြိုကြတာတွေမကြာခဏဖြစ်ပွားလေးရှိပြီးဖြစ်စဉ်တိုင်းမှာလူအသေးပျောက်တွေရှိနေခဲ့ပါတယ်။2020ခုနှစ်ဇူလိုင်လဆန်းကဝေခါရွာအနီးမြေပြိုမှုမှာတော့လူ190ကျော်သေဆုံးခဲ့ပြီးဒီသေဆုံးမှုဟာဖားကဲမြို့နယ်အတွက်လူသေဆုံးမှုအများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်ရှင်။ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းမိုင်ခရိုင်မဲအိုင်းမြို့နယ်မြမနယ်ဆက်အနီးမှာမတ်လ20ရက်နေ့ညကထိုင်းတပ်ဖွဲ့ဝင်နဲ့မူရစ်စေဝါတဲဆောင်သူတွေပြစ်ခတ်မှုရှိခဲ့ပြီးမူရစ်စေတဲဆောင်တဲ့အဖွဲ့ကနှစ်ယောက်သေဆုံးကထိုင်းစစ်တပ်ဘက်ကတယောက်ဒဏ်ရာရရှိခဲ့ကစိတ်ကြွဆင်းတဲ့ဗိန်းစိန်တွေတင်းစီရမိခဲ့တယ်လို့မဲဆိုင်ပရက်စ်ထိုင်းသတင်းမှာဖော်ပြပါဗျာ။ ထိုင်းချီမြန်တက်နဲ့ရှီတန်တက်ပူပေါင်းအခွဲတွေဟာမင်းညာကမဲအိုင်းမြို့နယ်မဲဆောင်အုပ်စုပါလူကျေးရွာအနောက်ဘက်တော်လန်တျောင်းလုံချုံရေးစောင့်ကြည့်စဉ်လူတချို့အထုတ်ထမ်းပြီးနေဆက်ဘက်ကနေဝင်ရောက်လာတဲ့တာဝန်ရှိသူတွေက စစ်ဆေးဖို့ရက်မိတ်ပေးတာမှတစ်ဖက်ကမရက်ပေးဘဲတနက်နဲ့လှမ်းပစ်တယ်လို့တာဝန်ရှိသူကသတင်းထောက်ကိုပြောပါတယ်တောင်ရှိသူတွေကအခင်းဖြစ်ခဲ့တဲ့နေရာတွေကိုစစ်ဆေးတာမှာအလောင်းနှလောင်းနဲ့အိတ်နှလုံးတဲထည့်ထားတဲ့ L999 အမှတ်တံဆိပ်ပါစိတ်ကြွဆေးပြားနှစ်သိန်း အလေးချိန်9ကီလိုဂရမ်နီးပါးရှိတဲ့ဘိန်းစိမ်3တုံးနဲ့တနက်တလက်သိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တေဆုံးသူ2ယောက်ဟာမဲအိုင်းဒေတာခန်အသက်90နဲ့20ရွယ်ဖြစ်ပြီးတယောက်ကမူရစ်မှုနဲ့ဖန်ဝရံထုတ်ကန်ထားသူဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါဗျ။ မြန်မာနိုင်ငံကလိင်စိတ်ခံရမှုကွဲပြားသူတွေနဲ့အမျိုးသမီးတွေရဲ့ငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာအကြံပြုချက်တွေကိုအမျိုးသမီးနဲ့ LGBTQ+ အရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကမတ်လ20ရက်နေ့မှာထုတ်ပြန်ပါတယ်။ထိုင်းနိုင်ငံချင်းမိုင်မြို့မှာဇန်နဝါရီလနဲ့ဖေဖော်ဝါရီလတွေကအမျိုးသမီးအခွင့်အရေးနဲ့လိင်စိတ်ခံရမှုကွဲပြားသူတို့အရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းပေါင်း40ကကိုယ်စားလှယ်58ယောက်တို့ပါဝင်တဲ့၃ချိန်တိုင်းဆွေးနွေးပွဲတွေကပေါ်ထွက်လာတဲ့အကြံပြုချက်တွေကိုထုတ်ပြန်လိုက်တာပါ။ ထုတ်ပြန်ချက်မှာတော့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့တကွာဒေသန္တရအစိုးရတွေအနေနဲ့အုပ်ချုပ်ရေးမူပေါင်းတွေနဲ့မူဝါဒတွေမှာလိမ့်စိတ်ခံယူမှုကွဲပြားသူနဲ့အမျိုးသမီးဆိုင်ရာငြိမ်းချမ်းရေးနဲ့လုံခြုံရေးမှုတွေကိုထည့်သွင်းကျင့်သုံးဖို့စတာတွေပါဝင်ပါတယ်။ ဒါပြင်လိမ်မှုအခြေပြုအကျန်းဖတ်မှုနဲ့ပရိပခနဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကျန်းဖတ်မှုဖြစ်စဉ်တွေကိုမှတ်တမ်းတင်ဖို့တက်တည်ထောက်ထားတွေကိုထိမ့်သိမ်းထားဖို့နဲ့တာဝန်ခံမှုရှိစေရေးအသွင်ကူပြောင်းရေးကာလတရားမျှတမှုဖော်ဆောင်နိုင်ရေးအတွက်တိုင်ကြားရေးရန်တရားတစ်ခုဖန်တီးဖို့ပူးတွဲစောင့်ကြည့်စမ်းစစ်စီစဉ်တင်ယူတဲ့လုပ်ငန်းစဉ်တွေကိုပူးပေါင်းလှုံ့ဆော်ကြဖို့တိုက်တွန်းထားပါတယ်ရှင်။ ရန်ကုန်တိုင်းသင်္ကန်းကျွန်းမြို့နယ်ကြီးပွားရေးရပ်ကွက်အောင်သစ္စာလမ်းမှာရှိတဲ့လူငယ်တွေကိုစစ်ကောင်စီအတွက်ပေါ်တာဆွဲပေးနေတဲ့ပြူစောထီးတွေကိုလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်သတိပေးခဲ့တယ်လို့ MSYF မြို့ပြပျောက်ကြားတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်မတ်လ20ရက်နေ့နေ့လယ်တနာရီကျော်လောက်ကလက်ပစ်ပုံးနှလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူတွေကိုစစ်တပ်နဲ့ပေါင်းပြီးအနိုင်မကျင့်အောင်နဲ့ပေါ်တာဆွဲဖို့တွေမလုပ်ဖို့တတိပေးတဲ့သဘောမျိုးလှုံ့ဆော်ခဲ့တာလို့ဆိုပါရယ် မနက်ကလေးကမစ်ရှင်လုပ်ဖို့ရှိပေမဲ့ကလေးတွေစာမဝဲဖြည့်စုံနေရတွေရှိလို့စောင့်ပြီးတနအီကျော်လောက်မှလုပ်ဖြစ်ခဲ့တာဖြစ်ကထိခိုက်မှုကိုတော့စုံစမ်းနေစေဖြစ်တယ်လို့ MSYF တာဝန်ခံဘိုးနိုင်က TVB ကိုပြောပါရယ်ပြကမှုအပြီးတင်ငန်းကျုံမြို့နယ်ပြည်တော်စုတရားနယ်လမ်းဆောင်နေရာတွေမှာစစ်တပ်ကပိတ်ဆို့ပြီးရှာဖွေစစ်ဆေးတာတွေလုပ်ဆောင်နေတယ်လို့ဆိုပါရယ် မတ်လ19ရက်နေ့ညကလည်းရန်ကုန်တိုင်းအင်းစိန်မြို့နယ်မင်္ဂလာတော်လမ်းမကြီးပေါ်ကမှုခင်းရဲတပ်ဖွဲ့ရုံကင်းစခန်းအဝေးထိန်းမိုင်းနဲ့တိုက်ခိုက်ခံရပြီးကင်းတာဝင်ကြနေတဲ့ရဲတပ်ဖွဲ့ဝင်တယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်ရှင်။ ရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်ထဲမှာအေဇီယင်းလိုက်လံစစ်ဆေးခဲ့တဲ့ရဲတပ်ဖွဲ့ဝင်2ဦးခွေးကိုက်ခံရပြီးခွေးဥပြန်ရောဂါကြောင့်မတ်လ19ရက်နေ့ညနေမှာတယောက်သေဆုံးပြီးတယောက်ကတော့ဈေးကူတောင်းမှုခံယူနေရတယ်လို့သေဆုံးသူရဲမိသားစုနဲ့လိဇက်သူတို့ကပြောပါရယ်။ ပြီးခဲ့တဲ့ဖေဖော်ဝါရီလ14ရက်နေ့ညပိုင်းကဝေဘာဂီလမ်းမကရက်ကွက်ဘက်ကနေဝေဘာဂီမြို့တစ်ထဲကရက်ကွက်တစ်ခုကိုအစီရင်ဝင်စစ်ခဲ့ပြီးအပြန်ဝေဘာဂီဈေးနီကပန်းချန်နာမှာခွေကြိုက်ခံခဲ့ရတာလို့ရဲတပ်ဖွဲ့ဝင်နေနီဇက်သူမိသားစုတယောက်ကပြောပါတယ်။ဖြစ်တာကတလားကြော်ပြီးဖြစ်ပေမဲ့ဘာမှမဖြစ်တော့ဘူးထင်ပြီးမန်းမှုတ်တာတွေပြုတ်လုခဲ့ကဒီရက်ပိုင်းကျမှအသေးအံဖြစ်လို့စေယုံကိုပြီးခဲ့တဲ့16ရက်နေ့ကပို့လိုက်ပြီးအဲ့ဒီမှာပဲဆုံးသွားတာလို့ဆိုပါတယ်။ တိဆုံးခဲ့တဲ့အသက်40ကျော်အရွယ်ရဲတပ်ဖွဲ့ဝင်နဲ့ပတ်သက်ပြီးမြို့နယ်ရဲတပ်ဖွဲ့ကတရင်မထုတ်ပြန်သလိုရဲစခန်းဝင်းထဲမှာနှာရဲအခမ်းအနားလုတ်ခွင့်မပေးဘူးလို့လည်းသိရပါဗျာရှင်။